ဒေါ်လာညာချမ်းပါခင်ဗျာဒီကနေ့အော်တိုဘာလ29ရက်နေ့ညခင်းမှာတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့တရုတ်ရဲ့ဂျာဝင် စစ်ဆက်ပေးမှုနဲ့ကိုချိန်မြောက်တွေ့ဆုံမှုပြီးမှာပဲ TNL ကတော့မာလာတို့နဲ့အပြစ်အခက်ရဲဆဲပြီလို့ကြေညာလိုက်ပါပြီဒီကနေ့12နာရီထိုးပြီးသွားတာနဲ့3ည3ည9နာရီဆိုတာနဲ့မိုးကုတ်နဲ့မိုးမိတ်မှာနှစ်ဖက်ရောက်နေတဲ့နေရာမှာတက်တည်ရောက်နေတဲ့နေရာမှာရက်တန့်ပြီးတော့အပြစ်ခက်ရက်ဆဲမယ်လို့ထုတ်ပြန်ကြေညာလာတာပါအဲ့တော့ ကျညာချက်အပြည့်စုံကိုအရင်ဆုံးကြည့်အောင်ပါပြီးမှကျွန်တော်တို့ဆွေးနွေးသုံးသပ်ကြည့်ရမှာပါအဲ့တော့ကိုကြီးမြောက်တွစ်ဆုံပွဲပြီးမြောက်ပြီးအပြစ်ကရစဲရေးလက်မှတ်ရေးထိုးခဲ့ကြောင်းသတင်းထုတ်ပြန်ရှင်းလင်းခြင်းဆိုပြီးတော့ခေါင်းစဉ်တက်ထားပါတယ်မိမိတို့ပလောင်ပြည်နယ်လွမြောက်ရေးတပ်ဦး PSLF TNL ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်ဖွဲ့သူဟာတရုတ်နိုင်ငံထူးကိုယ်စားလှယ် Mr. တိတ်ရွှီချင်းရဲ့ဂျားဝင်ညှိနှိုင်းမှုနဲ့ကိုကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူမင်းမြို့မှာ2025ခုနှစ်အော်တိုဘလ29 28ရက်နေ့တို့မှာပြုလုပ်ကျင်းပပြီးစီးခဲ့ပါတယ်။တရုတ်နိုင်ငံထူးကိုယ်စားလှယ်ကြီးရဲ့ဂျားဝင်စစ်ဆန့်ညှိနှိုင်းမှုကြောင့်နှစ်ဖက်ပြန်လည်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တွေက တန်းတက်တွေပြန်လဲဆုတ်ခွာသွားမှာဖြစ်ပြီးတန်းဒေသကိုလည်းမြန်မာစစ်တပ်ကလေရင်နဲ့ဘုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာတွေမပြုဘဲ2025ခုနှစ်အော်တိုဘာလ26ရက်နေ့3ည3ည9နာရီအချိန်ကစတင်ပြီးတော့နှစ်ဖက် ရောက်ရှိတဲ့နေရာမှာတက်တွေရပ်တန့်ပြီးအပြန်အလှန်ပစ်ခတ်ရစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြကြောင်းတရင်ထုတ်ပြန်အပ်ပါသည်ဆိုပြီးတော့ DNL ရဲ့တရင်နဲ့ပြန်ကြားရေးဌာနကနေပြီးတော့တရားဝင် ထုတ်ပြန်လာတာဖြစ်ပါတယ်အဲတော့မိုးကုတ်နဲ့မိုးမိတ်ကနေပြီးတော့ပြန်လဲဆုတ်ခွာမယ်မိုးကုတ်နဲ့မိုးမိတ်ကိုစရှုံးကောင်စီတက်ကပြန်လဲပြီးတော့ထိမ့်ချုံမဲ့အနေထားမျိုးရှိနေပါတယ်ဒါပေမဲ့ရှမ်းမန်းစစ်စင်ရေးအနေနဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့မန္တလေး PDF ပေါ့နော်တနည်းအားဖြင့်ဆိုလို့ရှိရင်မြို့သားညီညီအစိုးရရဲ့လက်အောက်ခံတပ်တွေထဲမှာညာလက်ယုံလိုအားကိုးရမယ်ကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းတပ်ဆင်မှုတွေစုဖွဲ့မှုတွေအားကောင်းတဲ့မန္တလေး PDF ကတော့ မလေးပြည်ရက်ကဘာထပ်ပြီးတော့ပြောထားလဲဆိုလို့ရှိရင်ထုတ်ပြန်ကြေညာချက်ပဲထုတ်လိုက်ပါတယ်ဘလို့ထုတ်ထားလဲဆိုလို့ရှိရင်တင်းနယ်လီကအပြစ်ခတ်ရက်စဲပေမဲ့ရှမ်းန်းစစ်စင်ရေးအတွင်းမှာတိမ့်ပိုက်ထားတဲ့နေမြေတွေကိုတက်ဆွမ်းသမျှကာကွယ်သွားမယ်ဆိုပြီးတော့မန္တလေး PDF ကပြောဆိုလိုက်တာဖြစ်ပါတယ်။အဲတော့ရှမ်းန်းစစ်စင်ရေးအတွင်းမှာတိုက်ခိုက်သိမ်းပိုက်ထားတဲ့စစ်ရုံးကောင်စီတပ်စခန်းတွေနဲ့ထိန်းချုပ်နေမြေတွေကိုအာတုံခွန်ဆိုင်ဆက်လက်ကာကွယ်သွားမယ်လို့မန္တလေးပြည်သူ့ကော်မတီ MDY PDF ကထုတ်ပြန်ခဲ့တာဖြစ်တယ်။ အဲ့တော့ MDY PDF ကတော့မြန်မာညွေဆိုရအန်ယူဂျီရဲ့ကာဝူးညီဌာနရဲ့အမိန်ပေးကုကဲမှုအောက်မှာတရှိနေတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်။2024ဇွန်လကစတင်ခဲ့တဲ့ရှမ်းပန်းစစ်စင်ရေးအတွင်းမှာမန္တလေး PDF ကမန္တလေးမြို့အစွန်ဖြားမှာရှိတဲ့တပိတ်ချင်းစင်ကူးနဲ့မတရားစတဲ့နေမြေတွေကိုတင်ပိုက်ထိန်းချုပ်နိုင်ခဲ့တယ်။ ဒီအနယ်လီကတရုတ်ရဲ့ဖိအားကြုံတွေ့လာရတာကြောင့်ဇူလိုင်လမှာထိန်းချုပ်ထားတဲ့နောင်ချိုကိုစစ်ရှုံးကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့မန္တလေး PDF ထိန်းချုပ်ထားတဲ့တပိတ်ချင်းမြို့ကိုလည်းစစ်ရှုံးကောင်စီကရှေ့စဉ်နောက်ဆင်ပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်။ဒီလအော်တိုဘာမှာပြုတ်လုနေတဲ့ဒီအနယ်လီနဲ့ဒီအကြမ်းဖက်မာလာတို့ရဲ့ဆွေးနွေးပွဲမှာတရုတ်ရဲ့ဂျာဝင်မှုနဲ့ဆွေးနွေးပွဲမှာဒီအနယ်လီကထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်ကိုပြန်လည်ပြီးတော့လက်လွတ်ပေးမယ်လက်လွတ်လိုက်မယ်ဆိုပြီးတော့ခုနထုတ်ပြန်ချက်တိုင်းသဘောတူညီခဲ့တယ်။ဒီအနယ်လီနဲ့စစ်ကောင်စီတပ်အကြမ်းမှာပြစ်ခတ်ရက်စက်တာဖြစ်တာကြောင့် မန္တလေး PDF ပေါ်မှာစီးရရိုက်ခတ်မှုတွေကြုံလာရနိုင်တယ်ဆိုပြီးတော့စီးရသုံးသက်သူတွေကတော့ပြောဆိုနေကြတယ်။ဒါကြောင့်မလို့မန္တလေး PDF အနေနဲ့ဘလို့အခက်အခဲတွေကိုမဆိုတော်လိုင်းအရာစုတွေနဲ့အတူစစ်ရှုံးကောင်စီတပ်ကိုကိုယ်စွမ်းရှိသမျှဆက်ပြီးတော့ခုခံတိုက်ခိုက်သွားမယ်ဆိုပြီးတော့ထုတ်ပြန်လာတာဖြစ်တယ်။ဒါကတော့ထုတ်ပြန်ချက်နှစ်ခုတပြိုင်နက်တည်းနှီးပါတွေ့ရတဲ့ထုတ်ပြန်ချက်နှစ်ခုကိုကျွန်တော်တို့ပထမဆုံးပြည်သူလူထုကိုအချက်လက်အားဖြင့်တင်ပြတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ တွေးစရာတွေသုံးသပ်စရာတွေပြောဆိုစရာတွေဝေဖန်စရာတွေရှိလာပါပြီအဲ့ပထမဆုံးပြောအောင်ပါမာလာတို့ ਨੇ အပြစ်ခတ်ရက်စဲလိုက်ချင်းဟာတော်လိုင်းရေးအတွက်ရန်သူဖြစ်သွားပြီလားမာလာတို့အတွက်အပြစ်ခတ်ရက်စဲလိုက်ချင်းဟာတော်လိုင်းရေးအတွက်ရန်သူဖြစ်သွားပြီလားဒီမိကုံးကိုကျွန်တော်တို့ကိုယ်ကိုယ်တိုင်ကျွန်တော်တို့တည်တည်ချာချာသုံးသပ်ပြီးတော့မေးရမှာပါအဲ့တော့ဒီမတိုင်ခင်2020နှစ်ခုနှစ် ကျွန်တော်တို့တိတိကျကျဆိုလို့ရှိရင်နိုဝင်ဘာလ26ရက်နေ့မှာ AA ကမာလာတို့နဲ့ပြစ်ခတ်ရက်စဲပြီးဆိုပြီးတော့ကြေညာခဲ့ပါတယ်တနှစ်ပြည့်တဲ့2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာတကြောပြန်တိုက်ပွဲတွေပြန်ဖြစ်ပြီးတော့ AA ကတိုင်းစစ်ဌာနချုပ်တွေအထိသိမ့်ပြီးတော့မြို့နယ်အများစုကိုပြန်လည်သိမ့်ပိုက်ပြခဲ့ပါတယ်ဒါကရှေ့မှာကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ တော်လှန်ရေးကာလအတွင်းခုမျိုးတော်လှန်ရေးကာလအတွင်းဖြစ်ပျက်ခဲ့တဲ့မနီမဝေးကဖြစ်စဉ်တစ်ခုကိုကျွန်တော်အချက်လက်အနေနဲ့ဒီမှာပြောပြတာပါအချိန်နေခြင်းတွေကတော့ထပ်တူပြုလို့မရပါဘူး AA နဲ့ DNL နဲ့ကိုထပ်တူပြုပြီးတော့စဉ်းစားကြည့်ပါလို့ကျွန်တော်ဆိုလိုချင်တာမဟုတ်ပါဘူးပြည်သူလူထုအနေနဲ့ချက်လက်အဖြစ်ဆွဲထုတ်ပြီးတော့ခုနပထမဆုံးကျွန်တော်တို့ဆွေးနွေးသုံးသပ်ရမယ့်မလာနဲ့ပြစ်ခတ်ရက်စဲလိုက်ခြင်းဟာတော်လှန်ရေးအတွက်ရန်သူဖြစ်သွားပြီလားဆိုတဲ့ဟာကိုကျွန်တော်တို့အပြေထုတ်ရမယ်ဆိုရင်ဒီအချက်လက်တွေကိုလည်းမေ့ထားလို့မရဘူးဆိုတာကျွန်တော်တို့စဉ်းစားဖို့ပါ နောက်တစ်ခုရန်သူရဲ့မိတ်ဆွေဟာကျွန်တော်တို့အတွက်ရန်သူပါပဲရန်သူပါပဲအဲ့တော့တောင်ပိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်ရန်သူရဲ့မိတ်ဆွေ DGB BGF တင်ကြပါတယ်တော်လန်ရေးအတွက်မာလာနီးသူရန်သူပါပဲအဲ့တော့ဒီ NL ကမာလာတို့ရဲ့မိတ်ဆွေ ဖြစ်သွားပြီလားအပြစ်ခတ်ရက်စဲယုံမြနဲ့မာလာနဲ့မိတ်ဆွေဖြစ်သွားပြီလို့ကျွန်တော်တို့တွေကသတ်မှတ်လိုက်ကြတော့မာလာမိတ်ဆွေဖြစ်သတ်မှတ်ပြီးတော့တော်လန်ရေးအတွက်ရန်သူလို့ ကျွန်တော်တို့ကအဲ့ဘက်အချမ်းကိုပို့လိုက်တော့မှလာစဉ်းစားတွေးတော့သုံးသက်စရာတွေအများကြီးရှိပါတယ် DNL မှာလည်းတက်သားတွေမှာလည်းအသက်ပါပါတယ်သူတို့အသက်တွေအပါဝင်အများကြီးပြည့်စက်ပြီးတော့ဒီနေမြေတွေကိုစွန်းစွန်းတမန်တိုက်ခိုက်ခဲ့တာပါပဲအဲ့တော့ DNL တွေမကပါဘူးအညာကတနည်းအားဖြင့်ဆိုလို့ရှိရင်ဗမာ လူမျိုးစုတက်တယ်ဗမာလူမျိုးတက်တည်တခြားတက်တည်အများစုအများစုကအဲ့ဒီနယ်မြေတွေမှာရှမန်းစစ်စင်ရေးတက်သူညာနှစ်ခုံပထမလိုင်းဒုတိယလိုင်းကာလတွေမှာ မြေပြန့်ကပေါ့တနည်းအားဖြင့်ဆိုလို့ရှိရင်မြေပြန့်ကတော်လန်ကြီးရဲဘော်တွေရဲ့တပ်ပေါင်းမြောက်များစွာလဲစတဲ့ပြီးတော့အဲ့မှာတိုက်ခဲ့ကြတာမှန်ပါပဲအဲ့တော့တော်လန်ကြီးရဲဘော်တွေအသက်နဲ့စတဲ့ပြီးတော့တိုက်ခဲ့တဲ့ဟာတွေကိုလွယ်လွယ်နဲ့လက်လွတ်ပေးလိုက်ရကောင်းလားဆိုပြီးတော့ကျွန်တော်တို့ကအဲ့လိုပေါ့ပေါ့တန်တန်စကားနဲ့တော့အပြစ်တင်နေလို့မရပါဘူးပေါ့ပေါ့တန်တန်လို့ဒီနေရာမှာကျွန်တော်သုံးလိုက်ရခြင်းကတင်းတယ်လေးနေနဲ့တောက်လျှောက်တက်စွမ်းသမျှသူ့မှာရှိသမျှကိုစွမ်းညံစွမ်းနဲ့ တိုက်ခိုက်ခုခံနေတာလဲကျွန်တော်တို့လက်တွေ့အမြင်ပါပဲဒါပေမဲ့တခြားအားနေချက်တခြားစုဖွဲ့မှုတခြားလူမျိုးရေးဆိုင်ရာဆရာဦးသိမ်းမြတ်သုံးသပ်ခဲ့တယ်လို့ပြင်လူမျိုးရေးဆိုင်ရာချင်းမြောင်းတဲ့အဲ့ဒီနေမြေမှာရှိတဲ့အယူဆတွေလူမျိုးဆိုင်ရာချင်းမြောင်းတဲ့အယူဝါဒတွေကြောင့်လဲပါဝင်ပတ်သက်တဲ့ဒီလိုမျိုးအပိုင်းတွေလည်းရှိတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကတွေးဖို့စဉ်းစားတွေးတော့တော့မယ်သုံးသက်ချက်တွေချတော့မယ်ဆိုလို့ရှိရင် ရှိမနှောင်းမှာဖြစ်ခဲ့တဲ့အချက်လက်တွေကိုလည်းကျွန်တော်တို့တွေကမေ့ပြလို့မရပါဘူးအဲ့ဒီအချက်လက်တွေကိုပါထည့်သွင်းပြီးတော့စဉ်းစားရပါမယ်အဲ့တော့အညာတော်လန်ရေးမြေပြန့်ကရဲဘော်တွေကလည်းဟိုမင်းတို့လာခေါင်းခေါက်ပြီးတော့ခေါ်လို့ရတဲ့ရဲဘော်တွေမဟုတ်ပါဘူးမြေပြန့်ကရဲဘော်တွေလည်းလိုအပ်ချက်ကြောင့်စုဖွဲ့မှုနဲ့ရှမ်းမြောက်စစ်စင်ရေးတွေမှာပါဝင်ခဲ့ခြင်းဖြစ်တယ်။နံပါတ်1လိုအပ်ချက်လက်နက်ရဖို့အတွက်အသက်နဲ့ရင်းပြီးတော့သွားခဲ့ကြရတယ်။ဒါကကျွန်တော်တို့အရှိတရားပါပဲ။ဘယ်သူမှငင်းလို့မရတဲ့အရှိတရားပါ။အညာအတက်တွေ ဟိုကိုယ့်နယ်မြေမှာကိုမတိုက်ဖက်နဲ့ဘာလို့ရှမ်းမြောက်ကိုသွားတိုက်ကြလဲဘာလို့အသက်သွားပေးကြလဲဆိုလို့ရှင်စီရစ်တွေ့ကြုံလိုချင်တယ်လက်နက်လိုချင်ပါတယ်လက်နက်ရဖို့အတွက်ကျွန်တော်တို့အသက်နဲ့သွားပြီးတော့လဲရတာပါအဲ့ဒေါ်လာရင်းမှာတော့သူ့နယ်မြေကိုယ့်နယ်မြေလို့ကွက်ကွက်လေးကွက်ပြီးတော့စဉ်းစားနေလို့တော့မရပါဘူးအဲ့တော့ AA ဒေတာမှာ AA ရခိုင်စစ်မျက်နှာမှာရခိုင်ပြည်နယ်အတွင်းကစစ်မျက်နှာမှာကျွန်တော်တို့ကျောင်းသားတက်ဖွဲ့တွေကျွန်တော်တို့မြေပြန့်ကတက်ဖွဲ့တွေအများကြီးနံပါတ်မထွက်သေးတဲ့တက်ဖွဲ့တွေစုဖွဲ့ပြီးတော့တိုက်နေကြတာပါပဲအညာသားတွေပါတယ်လို့ ဟိုတခြားဟို ARD တိုင်းသားတွေလည်းပါမှာပါအဲ့တော့ခုနကကျွန်တော်ပြောခဲ့သလိုမျိုးပါပဲဒီလိုမျိုးစုဖွဲ့မှုတိုက်ခိုက်မှုတွေကတော့လိုအပ်ရင်လိုအပ်တယ်လို့စုဖွဲ့နေကြရတယ်တွားပြီးတော့တွားရောက်ပြီးတော့တိုက်ခိုက်နေကြရတယ်အဲ့တော့ခုနကကျွန်တော်ပထမဆုံးပြောတဲ့သုံးသက်ချက်ကတော့အညာသားတွေမြေပြန့်သားတွေကလည်းကျွန်တော်တို့ခေါင်းခေါက်ခေါ်ပြီးတော့ဟိုအာအာရရတွားပြီးတော့တိုက်ကြတာမဟုတ်ပါဘူးလက်လက်လိုချင်လွန်းလို့မပြည့်စုံသေးတဲ့အရာတွေကိုဖြည့်ချင်လွန်းလို့ လူပဲရှိတယ်လက်နဲ့မရှိတဲ့အခါမှာတိုက်ပွဲရှိတဲ့နေရာတွေကိုအသက်နဲ့ယင်းသွားပြီးတော့တနက်ကိုတလက်ရရနှစ်လက်ရရကိုတက်ဖွဲ့အတွက်ပြန်ယူလာကြတဲ့ယူဖို့အတွက်ယူပေးနိုင်ဖို့အတွက်တက်ဆွန်ဆံပြားတိုက်ခဲ့ရတဲ့နေရာတွေဒေသတွေပါအဲ့တော့ကျွန်တော်တို့ဗတ်မြအောင်တော့အားလုံးတွေးရပါမယ် DNL ကိုခုနကကျွန်တော်တို့ပြောသလိုမျိုးမလာနေအပြစ်ခက်ရက်လိုက်ပြီဆိုတာနဲ့မလာတို့ရဲ့မိတ်ဆွေပါလို့တသမတ်ထက်ကျွန်တော်တို့သွားပြီးတော့တတ်မှတ်လိုက်လို့မရပါဘူးဒါကျွန်တော်အမြင်ပါ အယူအဆတွေကွဲလွဲနိုင်ပါတယ်ကွဲကွဲလွဲလွဲနဲ့ဆွေးနွေးနိုင်ပါတယ်ကျွန်တော်မြင်ကတော့ဒီလိုမျိုးရှိပါတယ်မာလာနဲ့မိတ်ဆွေဖြစ်သွားပြီဆိုရင်တော့ဒေါ်တိုင်းရဲ့အတွက်ရန်သူပါဥပပါ PGF DKB မာလာနဲ့တသားတဲ့ရက်တီတဲ့ရွေးကောက်ပွဲတွေလုပ်ဖို့အတွက်ခွင့်ပြုတယ်တချို့လမ်းကြောင်းတွေဆိုလို့ရှိရင်လမ်းကြောင်းဟပေးပြီးတော့ PDF တွေတိုက်ခိုက်တဲ့နေရာမှာသူတို့ပါပါဝင်ပူးပေါင်းပြီးတော့တိုက်ခိုက်တဲ့အနေအထားမျိုးတွေရှိတဲ့အခါကျတော့မာလာရဲ့မိတ်ဆွေလို့ကျွန်တော်တို့ကသတ်မှတ်လိုက်ပါပြီအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒေါ်တိုင်းရဲ့အတွက်ရန်သူပါ အဲ့တော့ TNL ကမအလာအတွက်မိတ်ဆွေမဟုတ်သေးပါဘူးအဲ့တော့ဒေါ်လန်ရေးနေမီရင်နဲ့သူနဲ့ထိဆက်ပြီးတော့အလုတ်တွဲလုပ်တဲ့ဟာတွေစစ်ထိဆက်နေတဲ့အကြောင်းအရာတွေအများကြီးရှိပါသေးတယ်ဒီနေရာမှာအဲ့ဒီတစ်ချက်ကိုတော့ကျွန်တော်တို့စဉ်းစားတွေးတော့ရပါမယ်အဲ့တော့တခြားသူတွေရဲ့အမြင်သုံးသက်ချက်တွေစည်ရေးကျွမ်းကျင်တဲ့သူတွေဥဆောင်တဲ့သူတွေအဲစစ်ဆက်မပြတ်စောင့်ကြည့်နေတဲ့သူတွေအတွေ့အကြုံရှိတဲ့သူတွေကလည်းသေးစိတ်သုံးသက်ကြပါလိမ့်မယ်ဒီနေ့ညမှာတော့ကျွန်တော်ဒီသတင်းအကြောင်းအရာကိုဖြစ်ဖြစ်ချင်းမှာ ်တွင်းမိသလောက်တင်ပြအချင်းဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အဲအညာမှာရှိတဲ့တက်တွေကလည်းကိုမိုက်ခဲရိုပေါ့နော်ဘိုမိုက်ခဲရိုကလည်းဘာရည်ထားသူအညာတက်တွေဗမာတက်တွေအချင်းချင်းစီးလုံးမှရတော့မယ်နော်တဲ့ဒါကတော့သူ့အမြင်ကိုအဲတင်ထတာတနာရီလောက်ပဲရှိပါသေးတယ်အညာတက်တွေဗမာတက်တွေအချင်းချင်းစီးလုံးမှရတော့မယ်နော်တဲ့အဲ့တော့အညာတက်တွေဗမာတက်တွေနေမကပါဘူးဘဲတက်ပဲဖြစ်ဖြစ်မလာကိုတိုက်နေတဲ့တက်တွေတော့အကုန်လုံးစီလုံးရင်ပို့ပြီးတော့ကောင်းတာပေါ့အဲ့တော့ကျွန်တော်တို့က ပြည်မကလွတ်မြောက်ရုံနဲ့လဲဒေါ်လန်ရေးကမလွတ်မြောက်နိုင်ပါဘူး။ရခိုင်ပြည်နယ်တစ်ခုတည်းကွက်ပြီးတော့လွတ်မြောက်နေုံနဲ့လဲဒေါ်လန်ရေးက အလုံးစုံ မလွတ်မြောက်နိုင်ပါဘူး။ရှမ်းမြောက်တစ်ခုတည်းရှမ်းမြောက်တချမ်းနဲ့ကွက်ပြီးတော့လွတ်မြောက်နေုံနဲ့လဲဒေါ်လန်ရေးကအလုံးစုံလွတ်မြောက်ခြင်းမမီပါဘူး။ Greeny တကွက်တည်းကွက်ပြီးတော့လွတ်မြောက်နေုံမြလဲဒေါ်လန်ရေးကပြီးသွားတယ်အလုံးလွတ်မြောက်သွားတယ်လို့မဆိုလို့နိုင်ပါဘူး။အဲ့တော့ဗမာတက်တယ်လဲစီးလုံးရပါမယ်။ကိုမိုက်ခဲပြောသလိုမျိုးဗမာတက်တယ်လဲစီးလုံးဖို့ လိုပါတယ်အခုထပ်ပို့ပြီးတော့စီလုံးဖို့အတွက်ကြိုးစားအားထုတ်ရပါမယ်အဲ့တော့ပြုံးတီးအင်အားတွေလက်နဲ့လည်းရှိတယ်ခဲရန်လည်းရှိတယ်ဟိုဘက်နယ်မြေကတစ်ဖွဲဒီဘက်နယ်မြေကတစ်ဖွဲဒီဘက်နယ်မြေကတစ်ဖွဲပေါင်းလိုက်ရင်အားဖြစ်မယ်မှန်းလည်းသိနေတယ်အတူတူပေါင်းလိုက်လို့ရှိရင်မင်းမငါးလက်ငါ့မငါးလက်ငါ့မငါးလက်15လက်ဖြစ်သွားမှာကိုလည်းသိနေတယ်ဒါပေမဲ့ပေါင်းဖို့အတွက်ကြိုးစားရုန်းကန်နေရတော့ ဘာတွေကတားဆီးတွေဖြစ်နေလဲဆိုတာကိုခေါင်းဆောင်တွေအချင်းချင်းသိကြပါတယ်အဲ့တော့ကျွန်တော်တို့ဟိုးအရင်ရက်တွေကလည်းခဏခဏပြောခဲ့သလိုအလုံးကလည်းခဏခဏပြောခဲ့ကြသလိုအရင်တုန်းကပြဿနာတွေဖြစ်ခဲ့တဲ့အညိုးတေးတွေတယောက်ပေါ်တယောက်ခင်စကားနဲ့ဆိုရင်ဖောင်းငယ်ကြတဲ့အရာတွေကျူးလွန်ခဲ့ကြတဲ့အရာတွေကိုခဏလေးဘေးမှာခုချိန်မှာချထားပါတော့ဘောင်ချာစုပ်မယ်ဆိုတဲ့အရာတွေကနောက်မှဘောင်ချာစုပ်အခု မအားလာတို့ကဘောင်ချာစုတ်နေပြီအဲ့တော့ကျွန်တော်တို့စူးစူးစီးစီးနဲ့ကိုမိုက်ခဲတို့ပြောသလိုအညာတက်တယ်လဲပို့ပြီးတော့ဗမာချင်းချင်းဗမာတက်တယ်စီးလုံးမှရတော့မယ်ဆိုသလိုမျိုးဗမာတက်တယ်နဲ့တခြားတက်တယ်လဲအခုထပ်ပို့ပြီးတော့စီးလုံးညီညွတ်မှုရှိမှရပါတော့မယ်အဲ့တော့ဒီလာတွေအတွင်းမှာကျွန်တော်တို့သတိထားမိသလားမသိ DNL လေးတောက်လျှောက်ခုခံကာကွယ်တယ်တောက်လျှောက်တိုက်ပွဲတွေမနာဘဲနဲ့တိုက်ခဲ့တယ်နောက်ဆုံးသူ့ဖိအားကဘလောက်ထိသူ့မှာဖိအားကြောက်ရောက်နေတယ်ဆိုတာကျွန်တော်တို့မသိနိုင်ပါဘူး ျွန်တော်တို့မသိနိုင်ပါဘူးကိုဝမ်းနာကိုသာသိဆိုသလိုမျိုးပါပဲ DNL ရဲ့စီရေးဖီအားကဘလောက်ထိကြီးကြီးမားမားရှိနေလဲဆိုတာကျွန်တော်လည်းမသိနိုင်ပါဘူးတခြားသိတဲ့သူတွေရှိရင်တော့သိတဲ့သူတွေသုံးသပ်ကြပါလိမ့်မယ်အဲ့တော့သူ့ဝမ်းနာသူသိတဲ့အတွက်လက်တလောအချိန်ဒီမှာတော့အပြစ်ခတ်ရက်စဲမှုကိုသူလုလိုက်ရတယ်အဲ့တော့ဒီနေရာမှာထပ်ဆောင်းပြီးတော့ခဏခဏပြောနေရတဲ့စကားလိုမျိုးပါပဲအပြစ်ခတ်ရက်လိုက်တာနဲ့အမျှကျွန်တော်တို့ကတော်လန်ကြီးရဲ့ရန်သူကြီးဖြစ်သွားပြီလို့တော့တတ်မှတ်လို့ မရသေးပါဘူးစောင့်ကြည့်ရပါမယ် TNL ရဲ့ဆက်ပြီးတော့လမ်းမဲ့ခြေလမ်းနေဆက်ပြီးတော့လုံဆောင်မဲ့အလုပ်တွေဒါတွေကိုကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရပါမယ်နောက်တစ်ခုကတော့ DNL တွေကဒီည7:00နာရီကျော်ရာနဲ့အပြစ်ခက်လုံးဝရက်စဲပြီဆိုပေမဲ့မန္တလေး PDF ကတော့အဲဒီရှမ်းမန်းစစ်စင်ရေးမှာတင်ထားတဲ့အခုကျွန်တော်တို့ပြောနေတဲ့မိုးကုတ်မြို့နယ်ပတ်သက်ပြီးတော့တူတက်ဆွမ်းအားရှိသမျှဆွမ်းအားရှိသမျှခုခံ ကာကွယ်သွားမယ်တိုက်ထုတ်သွားမယ်ဒီမျိုးတွေကနေပြီးတော့ဟိုဒီလူငယ်စကားနဲ့ပြောမှဆိုရင်အားရှိသမျှတော်လန်ရေးတက်ပေါင်းစုတွေနဲ့အဲခုခံတိုက်ထုတ်သွားမယ်ဆိုပြီးတော့ပြောလာတယ်အဲ့တော့မောင်ဆောင်ကလည်း PPL ရဲ့မောင်ဆောင်ကလည်းသူ state တက်တစ်ခုတင်ထားတာကျွန်တော်တွေ့လိုက်တယ်အတိအကျလေးဖတ်ပြခြင်းလို့ပါမဆောင်ကကိုတိုင်ကလည်းလွန်ခဲ့တဲ့2နာရီ3နာရီလောက်ကတင်ထားပါတယ်ကျွန်တော်တို့စူးစမ်းမယ်နော် စိတ်ချပါဆိုပြီးတော့ဂရိစကားလိုမျိုးကျွန်တော်တို့ကြိုးစားမယ်နော်စိတ်ချပါဆိုပြီးတော့ပြည်သူကို message ပေးထားတဲ့သတင်းစကားရှိပါတယ်နောက်ပါကိုတက်ကြီးတို့ကလည်းဟုတ်ကဲ့ပါဆိုပြီးတော့အောက်ကနေထောက်ခံကြတယ်အောက်ကနေပြီးတော့ဟိုအတူတူဆက်လက်ပြီးတော့ခြိတက်ကြမယ်ဆိုပြီးတချို့ဒီမှာ TNL ဘက်ကတာဝန်ထမ်းဆောင်နေတဲ့တပ်မှုတွေအဲရဲဘော်တွေအားလုံးကလည်းမတ်နေကြတာတွေကိုကျွန်တော်တို့တွေ့ကြတယ်အတူတူစ조사ကြမယ်ဆိုပြီးတော့အဲစေရရဥဆောင်မှုပြုနေတဲ့အညာတက်တခြားတော်လိုင်းရေး တပ်ဖွဲ့ခေါင်းဆောင်တွေဥဆောင်သူတွေတခြားထောက်ပို့လုပ်ငန်းတွေမှာဥဆောင်နေကြတဲ့သူတွေကအားလုံးဝမ်းပြီးတော့လက်သီးလက်မောင်းတန်းပြီးတော့လက်သီးစုပ်တဲ့စတေကာနဲ့ကျွန်တော်တို့အဲညီညွတ်မှုကိုငါတို့အတူတူရှိနေကြမယ်ဘယ်ကဏ္ဍပဲဖြစ်ဖြစ် ပါဝင်ပဲဘလို့ပဲဖြစ်ဖြစ်အဲဒီမျိုးတွေကနေပြီးတော့ဟိုမဆုတ်ရအောင်ဒီမျိုးတွေကိုဆက်ပြီးတော့ကာကွယ်နိုင်ဖို့ပြည်သူလူထုကိုတနည်းအားဖြင့်ဆိုရင်ကာကွယ်နိုင်ဖို့တော်လိုင်းလှိုင်းအမြင့်ဘက်ကိုပြန်ရောက်နိုင်ဖို့အတွက်ကြိုးစားကြမယ်ဆိုပြီးအားလုံးနေအားလုံးကနေပြီးတော့ အမှတ်ချက်တွေရေးသားနေကြတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဘာလုပ်ကြမလဲကျွန်တော်တို့ကိုယ်တိုင်ကဘာလုပ်သင့်လဲဆိုလို့ရှိရင်ပြစ်တင်ပြောဆိုနေတဲ့ဟာတွေ DNL ကိုဆဲဆိုနေတဲ့ဟာတွေထက်လက်တလုံးမှာ DNL ကဒီနေရာနေအပြစ်ရက်ပြီဆိုရင်အပြစ်မရက်တဲ့အဖွဲ့တွေကိုကျွန်တော်တို့ဘာလုပ်ပေးနိုင်လဲဘာတွေကူပေးနိုင်လဲကျွန်တော်တို့အားကတယောက်ချင်းစီတိုင်းရဲ့အားကဘာတွေရှိလဲရှိမှာတော့စစ်မတိုက်နိုင်ဘူးဆိုရင်နောက်ကနေပြီးတော့ဘာတွေပို့ပေးနိုင်လဲဘာတွေထောက်ကူနိုင်လဲဒါတွေကျွန်တော်တို့စဉ်းစားပါမယ် ပြစ်တင်ဆဲရီတိုင်းထွာနေတာဒီနဲ့တော့ဒီပြဿနာကပြည်လည်သွားမဲ့ပြဿနာမဟုတ်ပါဘူးအဲ့တော့ဒီညမှာတော့ဒီချင်းနေကြီးတော့ကျွန်တော်တို့လက်တလုံးမှာ မဖြစ်မနေလက်ခံလိုက်ရပါပြီမိုးကုတ်မိုးမိတ်ကအခု7နှစ်နာရီတောင်ငနေပြီးတာနဲ့3ည3ည9နာရီစတာနဲ့ရောက်တဲ့နေရာနေပြီးတော့ TNL တက်တွေကတော့ပြစ်ခတ်ရက်ပြီးဆိုတာကိုသဘောတူညီလိုက်ရပါပြီအဲ့တော့မာလာတို့ကတော့သူ့ပထွေးကိုတကယ်အားကိုးတကြီးနဲ့ ဒီ NL ကဆွဲလွှဲမှု6ချိန်ထိကိုဆွဲခေါ်ခဲ့ပါတယ်6ချိန်ထိကိုရောက်ခဲ့တယ်ဆိုတဲ့အတိုင်းဒါကပထမဆုံး1ချိန်နဲ့နေပြီးတော့တာမဟုတ်ဘူး6ချိန်ထိကိုရောက်ခဲ့တယ်ဆိုတဲ့အတိုင်းဒါကနောက်ဆုံးမှာဟိုဘလောက်ထိဖိအားတွေကြီးမားနေလဲဘလိုမျိုးခြေနေတွေရှိနေလဲဆိုတဲ့ဟာမျိုးနောက်ရကြလဲအသေးစိတ်တချို့အကြောင်းအရာတွေကျွန်တော်တို့ဆွေးနွေးတင်ဆက်သုံးသပ်မှုတွေအပြင်ဒီ NL ဘက်ကဘာတွေအသေးစိတ်ပြောမလဲဆိုတာတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်အဲ့တော့ဆွေးနွေးပွဲ6ချိန်မြောက်မှာပဲမာလာကတော့သူ့ပထွေးအား9နဲ့ မြေပြင်မှာယောက်ျားပြပီတတစစ်နိုင်အောင် မတိုက်နိုင်တဲ့အခါမှာပထွေးအားကိုးနဲ့ဒီလိုမျိုးမြို့တွေကိုပြန်ပြီးတော့တဖြည်းဖြည်းနဲ့တက်ယူလိုက်ပါပြီတဖြည်းဖြည်းနဲ့တူလက်အောက်ကိုဒိမ့်သွင်းလိုက်ပါပြီအဲ့တော့အဲ့လိုဒိမ့်သွင်းမဲ့အချိန်မှာခုခံမဲ့တိုက်ပွဲဝင်ကြမဲ့ရဲဘော်တွေနဲ့အတူတူကျွန်တော်တို့ရက်တည်ကြမဲ့ကျွန်တော်တို့နိုင်သမျှပခုံးပို့ပြီးတော့ထမ်းကြမဲ့ဆိုတာကိုဒီညမှာဆွေးနွေးသုံးသပ်ရင်းနဲ့အဲတင်ဆက်မှုကိုဒီမျှနဲ့ရနာပြရစေခင်ဗျာ